တရင်ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်နမဒီကနေ့မေလ29ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးခြင်းတဲ့တရင်ကတော့အုပ်ဖို့ထမ်းမင်ကုန်းရွာမှာတက်ဆွဲထားတဲ့စစ်တပ်ရဲ့ဘုံယုံစုဂိတ်ကိုတိုက်ခိုက်သိမ်းပိုက်မှုစစ်ကောင်စီတပ်သား၈ဦးသေဆုံးပြီးစကန်တစ်ခုလုံးကိုမိရှို့ရှင်းလင်းဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ပဲခူးတိုင်းအုပ်ဖို့မြို့နယ်ထမ်းမင်ကုန်းရွာမှာတက်ဆွဲထားတဲ့အကြံဖတ်စစ်တပ်ရဲ့ဘုံရုံစုဂိတ်ကိုတိုက်ခိုက်သိမ်းပိုက်ရမှာစစ်ကောင်စီတပ်သား၈ကောင်တိုက်ဆုံပြီးစကန်တစ်ခုလုံးကိုမိရှုရှင်းလင်းနိုင်ခဲ့ကြောင်းတာယာဝရီခိုင်တရင်၃၈၃၂တက်ခွဲလေးမြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ် မေလ25ရက်နေ့နနက်6:00နာရီခန့်မှာအုပ်ဖို့မြို့နယ်အပိုင်းဘကူယိုမှာအဆက်ထမ်းမင်ကုန်းကြေးရွာဘိုယုံစုကိစခန်းမှာအင်အား30ကျော်နဲ့အထိုင်ချတက်ဆွဲထားတဲ့အကြံဖတ်စစ်ကောင်စီတပ်သားများကိုတာယာဝရီခိုင်တရင်383ညနှင့်တခွဲလိမြေအောက်ပျောက်ကြားတပ်ဖွဲ့မှတော်လိုင်းရဲရဲဘော်များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် ရင်တိုက်ခိုက်မှုအတွင်းလက်နက်ကြီးလက်နက်ငယ်များနဲ့၃နိုင်ကြောကြာအပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနက်နက်၉နိုင်၃၀မိနစ်ခန့်မှာခမာယာ၆တိမ်မြုပ်တပ်မှစစ်ကောင်စီတပ်သားများကစကန်လက်မလွတ်ရရေးအတွက်လက်နက်ကြီးများပစ်ကူပေးလာ၍တော်လန်ရေးရဲဘော်များအနေငယ်နောက်ဆုတ်ပေးလိုက်ရကြောင်းသိရှိရပါသည် ညနေ9နာရီခန့်မှာအကြံဖတ်စစ်တပ်စခန်းကိုထပ်မံတိုက်ခိုက်ခဲ့ရမှာလက်နက်ကြီးလက်နက်ငယ်များနဲ့တနာရီ30မိနစ်ခန့်အကြာအပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းစစ်တပ်ဘက်မှအထည်နာကစစ်ကောင်စီတပ်သားမတာအလောင်း၈လောင်းကိုတည်ယူပြီးစခန်းစွန့်ခွာထွက်ပြေးသွားကြကြောင်းသိရှိရပါတယ်။အကြံဖတ်စစ်ကောင်စီတပ်သားများစခန်းစွန့်ခွာထွက်ပြေးသွားပြီးနောက်တော်လန်ရေးရဲဘော်များနေမြေရှင်းလင်းရေးပြုတ်လို့စင်မှာစခန်းအတွင်းမှာ60မမအသီး7လုံးလက်ပစ်သီး9လုံး5.56ကြီး300တောင်းအီနာဂါပိုကြီး9တောင်း တူမီတလက်စံနေအိစားစီတပုံးဖက်နက်နှစ်ရံ equipment ၃ခုပေါင်းမီ၂ထည်အုတ်ထုတ်၃လုံးတို့ကိုတင်ဆက်ရရှိခဲ့ကစကန်တစ်ခုလုံးကိုမီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ဘိုးယုံဂိတ်ကိုမနေ့ကတနေကုန်ပိတ်ဆို့တိုက်ခိုက်မှုအတွင်စစ်ခွေးမသာရှစ်ကောင်တေးတယ်။ညနေ၆နာရီခွဲလောက်မှာစစ်ခွေးမသာအလောင်းရှစ်လောင်းကိုတဲပြီးပြန်ဆုတ်ပြီးတော့ကျွန်တော်တို့ရှင်းလင်းရေးလုပ်တယ်။အဲ့ဒီဂိတ်မှာတက်ဆွဲထားတဲ့စစ်ခွေးတွေကပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်မှုတွေကျူးလွန်နေတာကြပြီးအရင်ကလည်းကျွန်တော်တို့ဝင်တိုက်ဖူးတယ်လို့ ။တရားဝရီခိုင်တရင်383ညနှစ်တခွဲလေးမြေရောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တေဘောဘုစစ်တပ်စခန်းအပအဝင်စစ်ကောင်စီတပ်နေရာများအားလုံးကို KNL မဟာမိတ်ပူးပေါင်းတပ်များကထိုးစစ်ဆင်တော့မှာဖြစ်တဲ့အတွက်ပြည်သူများထိုင်းဘက်ကိုတင်ဆောင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တေဘောဘုစစ်တပ်စခန်းအပအဝင်စစ်ကောင်စီတပ်နေရာများအားလုံးကို KNL မဟာမိတ်ပူးပေါင်းတပ်များကထိုးစစ်ဆင်တော့မှာဖြစ်တဲ့အတွက် ပြည်သူများကထိုင်းဘက်ကိုတင်ရှောင်လာကြောင်းနေဆက်တရင်အရင်မြစ်ထံကနေသိရှိရပါတယ်။ယနေ့မေလ28ရက်နေ့နက်ပိုင်းထိုင်းမြန်မာနေဆက်မြဝရီခရိုင်အတွင်းမှာရှိတဲ့တိဘောဘူးစုံစဲမြိုင်ဝေါ်လီဒေတာအတွင်းရှိစစ်ကောင်စီတပ်စခန်းများကို KNL မဟာမိတ်တပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်ရန်စတင်လှုပ်ဆောင်နေတဲ့အတွက်ပြည်သူများမှာထိုင်းဘက်အချမ်းမော်လီချိုင်းဖုတ်ဖရစအိုကြီးရွာများဘက်ကိုတောင်ရင်းမြစ်ကန်ကူပြီးတင်ရှောင်နေကြခြင်းဖြစ်ပါတယ်။တိုက်ပွဲကတိဘောဘူးနာကတ်နေပြီး ်စုံစဲမြိုင်ပတ်လဲကတ်နေပြီး drone နဲ့ကျဲလိုက် sniper ထောက်ပစ်လိုက်လက်နက်ကြီးပစ်ထက်လိုက်ဖြစ်နေပြီးမနေရတော့ဘူးမော်လီချိုင်းဘက်ကအမျိုးရီဘက်ကိုကူလာနေလိုက်တယ်တောင်ဒီဘက်ကလူတွေလဲတူမွဲခိဘက်ဖုတ်ဖရဘက်ကူးကုန်ပြီလို့ထိုင်းမြန်မာနေဆက်သတင်းအရင်းမြစ်ကပြောဆိုပါတယ်မေလ23ရက်နေ့စစ်ကောင်စီဘလေဒိုစခန်းကို KNL မဟာမိတ်ပူးပေါင်းတပ်များသိမ်းပိုက်ရရှိပြီးနော် တိဘောဘူးစုံစဲမြိုင်ဥကရထစစ်တပ်စခန်းများကိုပိတ်ဆို့ဖြတ်တောက်ထားရမှာနှစ်ဖက်တိုက်ပွဲပြင်းထန်မဲ့အခြေအနေများကြောင့်ပြည်သူများကထိုင်းနိုင်ငံဘက်ကိုတင်းရှောင်နေကြခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ထိုင်းမြန်မာနယ်စပ်မှာထိုင်းစစ်တပ်24နာရီလုံခြုံရေးကင်းလှည့်နေပြီးအသင့်အနေထားစစ်ရေးပြင်ဆင်ထားကြောင်းသိရှိရပါတယ်။လက်ရှိကရင်ပြည်နယ်အတွင်းမှာမြဝတီဖရာတုံစုကော်ပိုရိတ်ဂျုံတိုးဖပွန်တန်တောင်ဒေတာများမှာအကြံဖတ်စစ်ကောင်စီတက်နဲ့ KNL မဟာမိတ်တက်များအကြတိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိပါတယ်။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ကမူရစ်စေဝါတိုက်ဖြက်ရေးစစ်ပွဲကြေညာလိုက်ပြီးရှမ်းပြည်နယ်အခြေစိုက် UWSC ဝါတက်ဖွဲ့နဲ့ဆက်နွယ်နေတဲ့မူရစ်ဂိုင်းများကိုနှိမ်နှင်းရင်တောင်းဆိုမြန်မာနိုင်ငံကမူရစ်စေဝါပြည်ထနာကိုမကင်တွယ်လျင်ထိုင်းနိုင်ငံကမိမိဘာသာကင်တွယ်ရမယ်လို့တတိပေးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်က မွေးရီစေဝါတိုက်ဖြတ်ရေးစစ်ပွဲကြေညာလိုက်ပြီးရှမ်းပြည်နယ်အခြေစိုက် UWSA ဝါတပ်ဖွဲ့ကမွေးရီဂိုင်းနဲ့ဆက်နွယ်နေတဲ့အတွက်နှိမ်နှင်းရန်ယနေ့တောင်းဆိုလိုက်တယ်လို့ The Nation ကသတင်းဖော်ပြပါတယ်ထိုင်းနိုင်ငံအနေနဲ့မူရစေဝါတိုက်ဖြတ်ရေးစစ်ပွဲကိုကြေညာလိုက်ပြီးမူရစေဝါလုပ်ငန်းများရဲ့နောက်ကွယ်မှာဝါတပ်ဖွဲ့ရှိနေကြောင်းရှမ်းပြည်နယ်မှာအခြေစိုက်တဲ့ဝါတပ်ဖွဲ့နဲ့ဆက်နွယ်နေတဲ့မူရဂိုင်းများကိုနှိမ်နှင်းရန်ထိုင်းဝင်ကြီးချုပ်ဟောင်းတပ်စင်ကတောင်းဆိုလာခြင်းဖြစ်ပါတယ်။ မွေးရစေဝါတာစီနိုင်နေ၏အစီအမံများနဲ့ပတ်သက်၍၎င်းရဲ့အမြင့်များကိုမျှဝေရန်ဖိတ်ကြားခံရတဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းတပ်စင်ကထိုင်းနိုင်ငံအစိုးရမွေးရစေဝါထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံးမှယနေ့ထို့သို့ကြေညာခြင်းဖြစ်ပါတယ်။မွေးရစေဝါထုတ်လုပ်သူအများစုဟာဝါတက်ဖွဲ့ရဲ့လက်အောက်မှာလုပ်ငန်းလေပတ်နေကြောင်းတချိန်ကထိုင်းနိုင်ငံမှာအခြေစိုက်ခဲ့တဲ့မွေးရစေဝါကုန်တယ်များဟာယခုအခါဝါတက်ဖွဲ့နဲ့ဆက်သွယ်ဆောင်ရွက်နေပြီးထိုင်းနိုင်ငံမှာတချို့သာကြန့်ရှိတော့ကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်။ ထိုင်းနိုင်ငံအပေါ်ဆူဆူရော့ရော့တက်ရောက်မှုရှိနေတဲ့မူရစ်ဆေးဝါးပြဿနာကိုကင်တွယ်ဖြေရှင်းရမှာထိုင်းနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံခေါင်းဆောင်များနဲ့တည်ရှိနေတဲ့ဆက်ဆံရေးခေါင်းများကိုအတုံးချရမှာဖြစ်ကြောင်း၎င်းကဆိုပါတယ်။မူရစ်ဆေးဝါးထုတ်လုပ်တဲ့အရင်အမြင့်တွေကိုအရေးတကြီးဖြေရှင်းကင်တွယ်ဖို့လိုပါတယ်။လအနေငယ်အတွင်းထိုင်းနိုင်ငံကြားရေးဝန်ကြီးကဝါတပ်ဖွဲ့ကိုကင်တွယ်ဖြေရှင်းဖို့အိမ်နီးချင်းနိုင်ငံတွေနဲ့ထိတွေ့ဆက်ဆံရမှာဖြစ်ပါတယ်။ရန်သူတွေကိုတနာမနေသင့်ပါဘူးလို့၎င်းကဆိုပါတယ်။မဲကောင်မြစ်ကြောင်တရှောင်းမူရစ်ဆေးဝါးများရောင်းဝယ်ဖောက်ကနေတဲ့လမ်းကြောင်းမှတဆင်း ချိန်ချောက်မှုပပျောက်စေရန်အာဏာပိုင်များကဒေတာအတွင်းမူရစ်စေဝါစစ်စေးရေးများအရှိန်အဟုန်မြင့်လှုပ်ဆောင်ရန်ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ကတိုက်တွန်းပါတယ်။ကျွန်တော်နဲ့ပိုချုပ်မင်းအွန်လိုင်းဆက်ဆံရေးကျွန်တော်နဲ့လာအိုနိုင်ငံဆက်ဆံရေးကကောင်းမွန်ပါတယ်။ကျွန်တော်အနေနဲ့ခီးသွွားလို့မရပေမဲ့ဒီကောင်းမွန်တဲ့ဆက်ဆံရေးတွေကိုအသုံးချနိုင်ပါတယ်။မြန်မာနိုင်ငံကမူရစ်စေဝါပြည်တနာကိုမကင်တွင်မဖြည့်ရှင်းဘူးဆိုရင်ကျွန်တော်တို့ကိုယ့်ဟာကိုယ်လုပ်ရပါမယ်။မူရစ်စေဝါရာဇဝတ်သားတွေကကျွန်တော်တို့ရဲ့ရန်သူဖြစ်ပါတယ်။ မြန်မာဘက်ကမတိုက်ခိုက်ဘူးဆိုရင်ကျွန်တော်တို့တိုက်ခိုက်ရပါလိမ့်မယ်လို့ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ကသတိပေးပြောဆိုလိုက်ပါတယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ကစိတ်ကြွစီထုတ်လုပ်ရမှာအတုံးပြုတဲ့ကုန်ကျန်းဓာတုပစ္စည်းများမှောင်ခိုတင်သွင်းမှုများကိုတားဆီးရန်ပြက်ကွက်တဲ့အတွက်အချင်းပြက်အကောက်ခွန်အရာရှိများကိုအပြစ်တင်လိုက်ပြီးအဆိုပါကုန်ကျန်းဓာတုပစ္စည်းများကိုဝါပြီသွေးစည်းညီညွတ်ရေးတက်မတော် UWSC ထိန်းချုပ်တဲ့မြန်မာနိုင်ငံရှမ်းပြည်နယ်ကိုဝင်ရောက်နေကြောင်းပြောဆိုပါတယ်။ UWSC ဝါတပ်ဖွဲ့ဟာ ထိုင်းနိုင်ငံအတွင်းကိုမူရစ်စည်းဝါးများဝင်ရောက်လာမှုအတွက်တာဝန်ရှိတယ်လို့၎င်းကဆွဆွဲပြောဆိုလျက်ရှိပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဆလင်းမှာပြည်သူ6ဦးကိုတပ်ဖြတ်ပြီးအင်ဂျီ300နီးပါးကိုမိရှို့ဖျက်ဆီးခဲ့တဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းကိုလိုက်လံတိုက်ခိုက်ချေမှုစစ်ခွေ30ကျော်တိတ်ဆုံးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းစလင်းမြို့နယ်မှာပြည်သူ6ဦးကိုတပ်ဖြတ်ပြီးပြည်သူနေအိမ်300နီးပါးကိုမိရှို့ဖျက်ဆီးခဲ့တဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုလိုက်လံခြေမုံတိုက်ခိုက်ခဲ့ရမှာစစ်ခွေးအကောင့်30ကျော်တိတ်ဆုံးခဲ့ကြောင်းမင်းဘူးခရိုင်အမှတ်9တပ်ရင်းမှာတာဝန်ရှိသူတို့ကပြောကြားပါတယ် မေလ23ရက်နေ့အင်အား250ခန်းနဲ့စလင်းမြို့မှာနောက်ကံပေါင်းလမ်းအတိုင်းဝမ်းပြည့်ကြေးရွာဘက်မှတဆင့်ဝင်ရောက်လာတဲ့ပကုတ်ကူမျိုးတက်မှတရတက်ခလာရ299တက်ရင်ပြူစောတိများကိုမေလ25ရက်နေ့ညနေပိုင်းမှာပိန်နေပဲငလင်ပန်းကြေးရွာအရောက်ဒရုန်းနဲ့ဘုံအကြီးနှလုံးမေလ16ရက်ညပိုင်းမှာ60ကွန်မန်ဒိုစိန်ပြောင်းနဲ့ပြစ်ခတ်ခဲ့ကြောင်းသိရှိရပါတယ် အလားတူမေလ16ရက်နေ့မွန်တဲ17နာရီအချိန်ခန့်မှာဆက်လင်းမြို့နယ်ဂွေးကုန်းငတန်းခေါင်ကျေးရွာတံတားမြောက်ချမ်းအရောက်ရင်းဆိုင်တိုက်ပွဲဆင်နွှဲခဲ့ရမှာညနေ3နာရီအထိတိုက်ပွဲပြင်းထန်ခဲ့ကြောင်းမေလ22ရက်နနက်10နာရီမှာဂွေးကုန်းငတန်းခေါင်ကျေးရွာအနီးထပ်မံတိုက်ခိုက်ခဲ့ရမှာညနေ9နာရီအထိတိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရှိရပါတယ်။မေလ23ရက်နေ့မှာလည်းစနေချောင်းကျေးရွာနဲ့ရွှေကူကျေးရွာမှာအပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီးမေလ24ရက်နေ့ညနေ3နာရီမှာလည်း ိုးတဲ့ကြေးရွာမှာအထိုင်ချရက်နာစဉ်ထက်မှန်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။စစ်ခွေးတိုက်ဆုံမှုကတော့30ကျော်ရှိပါတယ်။မျက်မြင်တိုက်ပွဲအတွင်းသေတာတဲ့20ကျော်ရှိတယ်။လက်ရှိရုပ်အလောင်းတွေ့ရှိမှုအရပြည်သူ6ဦးအသက်ခံရတယ်။ဂွေးကုံငတန်းခေါင်းနဲ့စနီချောင်းရွာကရွာသူရွာသားတွေပါ။လက်ရှိတော့လင်းစင်းရေစခန်းတဲကနေစစ်ကြောင်းကိုပြန်ပြင်ဆင်ပြီးပြန်ထွက်မယ်လို့တရင်ရထားပါတယ်လို့မင်းဘူးခရဲအမှတ်ငါတက်ရင်မှာတာဝန်ရှိသူကပြောကြပါတယ် အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းအကြံဖတ်စစ်ကောင်စီစစ်ခွေး30ဦးထပ်မင်းသိမ်းဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကမေလ25ရက်နေ့မှာအိုးတဲ့ကြေးရွာမှလင်းစင်ရဲစခန်းအထိပြန်ဆုတ်သွားကြောင်း73ရက်ကြာတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ကလေချောင်းဖြင့်ပစ်ကူပေးတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်အကြံဖတ်စစ်ကောင်စီတပ်သားများဟာဂွေကုန်းငတန်းခေါင်ကြေးရွာနဲ့စနီချောင်ရွာတို့မှပြည်သူ6ဦးကိုတပ်ဖြတ်ခဲ့ကဂွေကုန်းကြေးရွာမှအင်ဂျီ80ကျော်ငတန်းခေါင်ကြေးရွာမှအင်ဂျီ90ကျော် စနေကြောင်ကြေးရွာမှအင်ဂျီ90ကျော်၊ဩဒဲကြေးရွာမှအင်ဂျီ100နီးပါးကန်တာရွာမှနေအိမ်တလုံးတို့ကိုမိရှုဖျက်ဆီးခဲ့ကြောင်သိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမင်းဘုခရိုင်အမှန်ငါတက်ရင်နဲ့အခြားမဟာမိတ်များဖြစ်တဲ့ဗမာအာမီမကွေးတိုင်းအထုလှုပ်ရှားတက်ရင် SR7 မကွေးပကဖစစ်ကြောင်းရင်းနတာကော်လမ် စလင်းမြို့နယ်ပတ်ကဖားပကုတ်ကိုခရိုင်အမှတ်19တရင်ပောက်တောင်ပိုင်းကျမ်းမာရေးနဲ့တူနာပြုတ်အဖွဲ့တို့နဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးတိုင်းပြည်နဲ့ Federal Democracy စနစ်အတွက်အသက်ပေးလူခဲ့ကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကနေမည်အနှံ့ကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးစိုးဝါးစွာလူသက်ရွာတွေကိုမိရှို့တဲ့အကြမ်းဖက်လုပ်ရက်တွေကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်။ပြီးတော့ဝေဟင်ကနေလဲဘုံကျက်တက်ဖြတ်နေပါတယ်။ ဒါကြောင့်မိဘပြည်သူတွေအနေနဲ့မြေပြင်သတင်းရောဝေဟင်သတင်းမှနားဆွဲပြီးဂရုတစိုက်နဲ့တွာလာနေထိုင်ကြဖို့တော်လန်ရေးအဖွဲ့တွေထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်တွေကိုလေးလေးဆဆလိုက်နာကြဖို့နဲ့ပူးပေါင်းပါဝင်ကြဖို့တိုက်တွန်းချင်ပါတယ်လို့မင်းဘူးခရဲအမှတ်ငါတက်ရင်မှတာဝန်ရှိသူတူကပြောဆိုပါတယ်။အဲဒီနောက်တော်လန်လူထုကြားမှပြန့်နှံ့နေတဲ့ပျော်စရာသတင်းနဲ့ပတ်သက်ပြီးမတ်ပန်ဆယ်လိုမှအခုလိုထုတ်ဖော်ရေးသားလာပါတယ်။ပျော်စရာကိစ္စကြောင့်ပြောတာပါ။ ထုတ်ပြောဖို့အစီအစဉ်မရှိပေမဲ့နှစ်ယောက်လုံးက emotion မထိန်နိုင်ပဲတယောက်ရွမယ်ဆိုတာတယောက်မသိဘိုင်းတူရွမိလို့လူတွေရိတ်မိသွားတာပါအမှန်ကအခုလောက်ပြောနေကြရင်သိတင်ပါပြီအချို့အရာတွေကိုအတုံးလိုက်အတစ်လိုက်ကြီးမြန်မာပေါ်ကားတွေကလူတွေပြောပြမှဆိုတာမျိုးကအဆင်မပြေဘူးရဲ့ဒီကိစ္စတွေက online shop ကနေမှားလို့ရတဲ့ပစ္စည်းတွေမဟုတ်တလို့ရောက်လာရင်ဓာတ်ပုံလေးရိုက်ပြီးကိုကိုလက်ဆောင်လို့လဲဂုံစာလို့မရပါဘူး ကျမတို့နှစ်ယောက်ကနှစ်ကာလချီတိုက်ခိုက်ဆွဆွဲမှုတွေကိုခါးစည်းရင်ဆိုင်ခဲ့ရတာကြောင့်အောင်မြင်သွားချိန်မှာထခုံမတက်ပျော်ကြတာဆိုပေမဲ့ဒါဟာတနိုင်ငံလုံးလေကြောင်းရန်ကလွတ်မြောက်ပြီးဆိုတဲ့ဖော့ဆုံမျိုးထပ်ဖြစ်မှလည်းစိုးရိမ်မိပါတယ်။တော်လန်ရေးရဲ့တောင်ပေါင်းစုံမှာဖြက်လို့ဖြက်စီးသမားတွေနဲ့စိုက်ဝါးသမားတွေရှိတယ်လို့တွေးဆချက်စင်ကျင်မှုသမားတွေရဲ့လက်ညှိုးမှုတွေကိုလည်းကျမမှလက်အုပ်ချီရပါတယ်။တော်လန်ရေးကာလ၄နှစ်ကျော်မှာပတ်နဲ့ရင့်ကျက်ကြတင်ပါပြီရှင်။ ပျော်စရာကိစ္စမို့စိတ်တန့်တန့်ပျော်လို့ရပါတယ်အတင်းဖြစ်ညစ်မမေးပါနဲ့တော့နော်လိမ်ပါတယ်ဒီကာလာတဲ့ကိုယ်စီမှာတအားတိုးတက်လာတဲ့ရင့်ကျက်မှုကတီးခတ်နိုင်စွမ်းပဲလူလူချင်းလူပါဝတဲ့ကိစ္စတွေမှာတမင်တီးမခံတာဖြစ်ပေမဲ့ကိစ္စရက်တွေမှာကြိတ်မိတ်တီးခံဆောင်ဆိုင်တက်လာတာပဲဒီကာလာတဲ့အများကြီးရင်ဆိုင်နိုင်ခဲ့ပါတယ်အငွေပြန်ပြောက်ွယ်သွားခြင်းလောက်စရာတိုက်ခိုက်မှုအပုတ်ချမှုဒုက္ခပေးမှုတွေကြားမှာဒီအရာတွေကိုတီးခံတောင့်ခံပြီးရန်သူလျှောက်ဆွေခြင်းနဲ့လမ်းကိုမလျှောက်ဘဲရှေ့ဆက်နိုင်ခဲ့တယ် ကိုဟာကိစ္စရတိုင်း100%မှန်ကန်နေသူမဟုတ်ပေမဲ့လူသူစိတ်ပြက်စေတဲ့ဇာရိတတီလချိုးဖောက်ခဲ့သူမဟုတ်ကြောင်းတတ်သိပြနိုင်ခဲ့တာနဲ့အမျိုးစုံအတိုက်အခိုက်တွေကြားခိုင်ခိုင်မာမာယက်တီယုံကြည်ခဲ့ကြတဲ့ထောက်ပို့ပြည်သူတွေနဲ့ကိုနဲ့ဂျားက attachment အတွက်အထူးဂုဏ်ယူရတာပါပဲအဲ့ဒီအတွက်လဲဒီလိုပြည်သူတွေကိုတအားကျေးဇူးတင်မိတာပါပဲဒီလိုပြည်သူတွေကြောင့်သာဒီလောက်ယက်တီနိုင်ခဲ့တာပါဒီပြည်သူတွေရဲ့အင်အားပါပဲအုပ်စုဖွဲ့အနိုင်ကျင့်ထိုးချမှုတွေကြားမှာ တော်ယုံလူခေါင်းငုတ်ထွက်ခွာသွားနိုင်ပေမဲ့ဆက်လက်အကြောတင်ဒေါင်းတောင်မီပြန်ဖိုက်နိုင်ခဲ့တဲ့ကိုကိုကိုလည်းနင်းနေကျေးဇူးတင်ပါတယ်။တိတ်တော်တဲ့ကောင်မကြီးနင်းဒီအဆင့်ကိုဖျက်ဆီးနိုင်ခဲ့ပြီ။အခုကိစ္စနောက်ဆက်တွဲဟိုခွေးအုပ်ဆက်လက်လုံမဲ့အကွက်ကိုပြောပြမယ်။ကိုရီကကျင်သားရလွန်းလို့ချက်ဆူဘိုက်ကက်နေပေမဲ့တော်လန်ပြည်သူတွေတတိပြုလို့ရအောင်။အဆင့်တက်ဘယ်မှလဲအပစ္စည်းပြလေဘယ်အမျိုးစားဘဏ္ဍခုဘလောက်ပေးရလဲဘယ်နိုင်ငံဘယ်လမ်းကြောင်းဘယ်အဆက်အသွယ်လဲဒီတိုင်းပြောရုံနဲ့ရမလား။ ြစမ်းမပြရင်နင်တို့လိန်နာပြရင်အလန်းချောင်းအဲနိုင်ငံအဲအဆက်အသွယ်တွေကိုစကစကဖိအားပေးမယ်ဖြတ်တောက်မယ်ကိုကိုတခြားတစ်ဖက်ကနေဒါကိုတက်တယ်လို့တုံ့ပြီးဒုက္ခပေးမယ်အဲ့ဒါကသူတို့ရဲ့အစင်တစ်အကွက်အဲ့ဒီလမ်းချောင်းပေါ်ကိုတွေကငဆက်နူမဟုတ်လို့မလျှောက်ဘူးဆိုရင်အစစ်နှစ်ကဒါသူတို့ပထွေစစ်ကောင်စီကိုထပ်မံဘုံကျဲမှုတွေခက်စိတ်စိတ်လုပ်ဖို့အကြံပေးမယ်။ဒါတွေကလေရင်တက်တာနဲ့တက်တိုင်းစော်ချလို့ရတဲ့အခြေအနေမဟုတ်ဒီငွေပမာဏနဲ့အဲ့လောက်လဲမလုံလောက် ငွေရှိရင်တော့ resource မရှိဒါကိုသူတို့သိတယ်တိတိဆိုင်ဆိုင်မကင်ချနိုင်ခင်စက်ကြစက္ကဆရဲ့လေချောင်းတိုက်ခိုက်မှုတွေနဲ့တပြေးညီသူတို့ဝါရဖြန့်မှာကတွေ့လာဘယ်မှာလုံနိုင်လို့လဲဘယ်မှာစော်နိုင်လို့လဲဒါဟာ NUG ကြောင့် DF ကြောင့်ပန်ဆယ်လိုကြောင့် C2D ကြောင့်ကဲအဲ့ဒါဒီကိစ္စနဲ့ပတ်သက်ပြီးသူတို့ဆက်သွားမဲ့ narration နဲ့ road map ပဲအလွတ်ကိုရနေတာလက်တန်းချရေးရင်တောင် A4 တထုပ်စာထွက်မယ်ငါလေးကဆရာကြီးဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာပါစေခင်ဗျာပါစေခင်ဗျာ